မြစ်တွေတိမ်တိုင်းတွေရှိတဲ့အပြင်ကဘာဦးအစားကသတော်ရီတောင်ရှိနေတဲ့ကဘာအကြီးဆုံးကဒီကူကသဘာဝနဲ့တတိတသက်ဖြစ်နေတဲ့နောက်ထပ်ကဘာတစ်ခုပါဒီနေရာကသဘာဝတရားတွေကကဘာဦးအစားကအတိုင်းရှိနေတာကြောင့်ရှေးကျဆုံးနဲ့ရှေးဟောင်းကျောက်ခေတ်ကိုသွားကျင်နေဆိုရင်တော့ဒီကူကိုပဲတတိယကြမှာပါဒီလိုထူးဆန်းတဲ့ကူကြီးကိုလာကျင်တဲ့သူတိုင်းကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောကျမ်းမာကြံ့ခိုင်ကြောင်းစစ်ဆေးပြီးမှပဲသွားလို့ရပါတယ်ဒီကူကဘလိုမျိုးအကြောင်းတွေရှိနေတာကြောင့်သွားမဲ့ က်ခီးသွားတွေကအခုလိုမျိုးဂျမားရေးကောင်းမကောင်းစစ်ဆေးခံရတာလဲဆိုတာဒီဗီဒီယိုလေးမှာပြပြပေးသွားမှာမို့ခြေတဲ့အတူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုရအောင်ပါ ဒီကူကဗီယက်နမ်နိုင်ငံမှာတည်ရှိပြီးတော့ဆွန်ဒွန်ဂူလို့ခေါ်ပါတယ်။ဒီနေရာကတောင်တက်ချင်တဲ့သူတွေစွန်စားခီးသွားချင်တဲ့သူတွေအတွက်အရန်ကိုတင့်လျော်တဲ့နေရာတစ်ခုပါ။ဒီကူကြီးကိုသွားမယ်ဆိုရင်ခီးသွားတယောက်ကိုဒေါ်လာ3000လောက်ကုန်ကြတာကြောင့်တော်ရုံလူတွေသွားရောက်လည်ပတ်ဖို့မဖြစ်နိုင်ပါဘူး။ဒီလိုမျိုးငွေတက်နိုင်ပေမဲ့လည်းဒီကူကိုတာဝန်ယူထားတဲ့ အာဆယ်လစ်အဗန်ချာကုမ္ပဏီဆိုတဲ့ခီးသွားအဖွဲ့ကခွင့်ပြုပေးမှသွားလို့ရပါတယ်။ဒီကူက6ကီလိုမီတာရှည်တဲ့အပြင်ဂူရဲ့အစားကနေအဆုံးထိသွားဖို့တရမကကြာနိုင်တာကြောင့်မှဂူထဲမှာဒိတ်ထိုးပြီးတော့အေးရတာမျိုးလည်းရှိနိုင်တာကြောင့်စိတ်ပိုင်းဆိုင်ရာတန်မာသူတွေမှအဆင်ပြေပါလိမ့်မယ်။ဒီကူကိုဒေသခံတိခုတ်သမားတယောက်က1992ခုနှစ်မှာစတင်တွေ့ရှိခဲ့ပြီးတော့အဲ့ဒီအချိန်ဂူတွေက မြစ်တစင်းကစီးစင်းနေတာနောက်ပြီးတော့ကူကအထိမမီတာ200လောက်ချဲတဲ့အပြင်မီတာ150လောက်အမြင့်ရှိတဲ့ကူရဲ့မျက်နှာချက်မှာမြူကိုတွေကဆိုင်းနေပါသေးတယ်ဒီလိုချဲတဲ့အခြေဝင်းက Boeing 747 layin တစင်းတောင်မှဝင်နိုင်တာကြောင့်ဒုတိယကမ္ဘာစစ်တုန်းကစစ်သားတွေခိုအောင်ဖို့လှုပ်ထားသလားလို့တောင်ထင်စရာရှိပါတယ် ဒီကူရဲ့ထူးဆန်းမှုတွေကဒီမှာတင်မပြီးသေးပါဘူးဒီကူကြီးရဲ့အတွင်းပိုင်းမှာကဘာပေါ်ကဘယ်နေရာမှာမှမရှိတဲ့သဘာဝပေါက်ပင်တွေရှိတဲ့သတ္တော်ကြီးရှိပါသေးတယ်ဒီလိုမျိုးထူးဆန်းမှုတွေဖြစ်ရတဲ့အကြောင်းကိုဆက်မပြောခင်မှာအခုလိုမျိုးဘုဒ္ဓဖြစ်စရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Cherry ရဲ့ Interest Knowledge Page လေးကို Like and Follow ပြုလုပ်ပေးဖို့မမေ့ပါနဲ့နော် ဒေသတော်ကြီးတွေကကိုရဲ့အမိုးတွေကိုရှေးတိုက်စားပြီးတော့ပြိုကျပျက်စီးသွားတာကြောင့်နေရောင်ရပြီးတဘာဝပေါက်ပင်တွေကပေါက်လာကြတာပါ။နောက်ပြီးဒီသတော်ကလူတွေရဲ့ဖြက်စီးမှုတွေကြောင့်မရှိတာကြောင့်အခုထက်ထိမျိုးစိတ်တွေကမပြောင်းမပြက်ပဲရှိနေရလဲဖြစ်ပါတယ်။နောက်ပြီးတော့ကိုရဲမှာမုံများတဲ့အခါမြည်ရီကကိုရဲ့အမြင့်ပေ၃ပုံ၄ပုံလောက်အထိမြင့်တက်လာတတ်တာကြောင့် ရေပြန်ကျသွားတဲ့အခါဆိုတိုင်းစားတွေကတအားများနေတတ်ပါတယ်။ဒီလိုမျိုးဆိုတိုင်းစားအများနေတဲ့အချိန်မှာကူရဲ့အမိုးကနေနေရောင်ဝင်လာတာကြောင့်ရေငွေတွေကမြူတွေလိုဖြစ်ပြီးတော့ကူရဲ့မျက်နှာချက်မှာတိမ်နေဖြစ်နေကြပါတော့တယ်။ဒီလိုမျိုးဖြစ်စင်တဲ့ကြုံရပြီးဆိုရင်တော့တကယ်ကိုနှက်ပြရောက်သွားသလိုဖြစ်သွားမှာပါ။ဒီလိုမျိုးထူးဆန်းတဲ့ဖြစ်စင်တဲ့အကြောင်းကိုဗြိတိရှောက်လူမျိုးတွေပါဝင်တဲ့ကျောင်းကူကျွမ်းကျင်သူတွေကလိလာပြီးတဲ့နောက်မှာတော့လူတော်တော်များကဒီနေရာကိုစိတ်ဝင်စားလာကြပါတယ်။ ဒီလိုမျိုးနေရာကိုလာခြင်းပေးမယ်ဒီနေရာကိုသွားစင်တိုင်းသွားလို့မရပါဘူးကိုရဲ့တဘာဝဖြစ်စဉ်အခြေအနေတွေကိုမူတည်ပြီးတော့နှစ်စဉ်မေလာကနေဩဂုတ်လအထိကိုခီးသွားအယောက်တစ်ထောင်ကိုပဲစီစစ်ပြီးတော့လေပတ်ခွင့်ပေးပါတယ်ဒီလိုမျိုးလေပတ်ဖို့တတ်မှတ်ထားတဲ့အဖွဲ့အစည်းမှာစိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာတွေစစ်ဆေးပြီးခွင့်ပြုမိန်ကြားမှတတ်မှတ်ထားတဲ့အဖွဲ့ဦးဆောင်သူတွေနဲ့စနစ်တကျသွားလာခွင့်ပြုပါတယ်ခက်ခက်ခဲခဲလာရတဲ့ခီးကတော့ ချောချောရွာလေးလေးပတ်ရတာလောက်မဟုတ်ပါဘူး။ကူထဲမှာခီးချင်းကိုတော့ရပြီးတော့ညဘက်မှာလဲကူရဲ့အမောင်မဲတဲ့ချမ်းပြင်းမှာအေးရပါသေးတယ်။ဒီလိုမျိုးချမ်းတက်တဲ့ခီးရတော့ကဘာဦးအစားကရှုကင်းမျိုးတွေကိုမြင်ရပြီးတဲ့အခါမှာတော့တသက်စာအမဲရစရာတွေဖြစ်လာမှာပါ။ ဆွန်တုံကူကြီးရအန်အောကြီးအကောင်းတဲ့အလာတရားတွေအဖြစ်နဲ့ရှိနေသေးတာကြောင့်လူသားတွေရဲ့ကဘာဝအဆောက်ကိုပြန်ရောက်သွားသလိုခံစားရမှာပါ။ဒါကြောင့်ပရိသတ်ကြီးကစွန်စားခီးသွားတာကိုချိန်ပြီးတော့တဘာဝကိုချစ်မြတ်နိုးတဲ့သူဆိုရင်တော့ဒီကူကြီးကသွားတဲ့နေရာတစ်ခုဆိုတာကိုဗီဒီယိုလေးကနေပြပြလိုက်ပါရစေ။နောက်နေ့ရက်တစ်ဆက်မှုမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။